တင်းတော့အလုံးပဲမင်္ဂလာပါဗျကျွန်တော်လာမယ့်၅ချိန်အတွက်ဒါကတော့ကျွန်တော် နောက်တွဲလေးပေါ့နော်နောက်တွဲလေးဒီမှာချက်ပြပြီးမှဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့စပြီးတော့ကြည့်အောင်ပေါ့နော်နောက်တွဲကကျွန်တော်တို့ဒီအရင်ပေါ့နော်အတွဲကိုအရင်အရာချလိုက်မယ်ပေါ့နော်ပြီးမှကျွန်တော်တို့ဘာရှာသွားမလဲဆိုရင်ခါတိုင်ကိုရှာမယ်ပေါ့နော်ခါတိုင်ကိုရှာပြီးမှကျွန်တော်တို့အတွဲဆိုင်နဲ့တွဲပြီးတော့နောက်တွဲလေးထုတ်သွားမှာဖြစ်ပါတယ် โอเคဒါဆိုရင်ပရမသုံးနေနဲ့ကျွန်တော်ဒီလို၄လုံးပေါင်းချင်းပေါ့เนาะဒီကောင်းလေးတွေကိုကျွန်တော်စီနီယံလေးတိုက်ယူသွားမှာဖြစ်ပါတယ်เนาะဒီမှာ6 4 3 3ဆိုတော့ပေါင်းချင်းနံပါတ်နံပါတ်6ဖြစ်တယ်ပေါ့เนาะ၄လုံးပေါင်းချင်းဒီနံပါတ်6ဖြစ်ပါတယ်เนาะနံပါတ်6ဖြစ်တယ်ဒီရောက်ကိုစစ်ပြီးတော့ကြည့်မယ်ပေါ့เนาะကျွန်တော်ဒီမှာ3999เนาะ99ဒီ6ခုနဲ့ပေါင်းရင်ပေါင်းချင်းနံပါတ်ဒီနံပါတ်မှာ5ဖြစ်တယ်เนาะ65เนาะဒါစီနီယံမယ်ကျွန်တော်တို့ဒီဇိုင်းနေပေါ့เนาะအောက်ကို ကြားတယ်เนาะ65ပြီးတော့ဒီမှာ3ည3ည00ဆိုတော့ပေါင်းခြင်းနံပါတ်4ဆိုပြီးတော့ရတယ်เนาะဒါဆိုရင်654ဒီမှာကျွန်တော်တို့3ဆိုပြီးတော့ထည့်မယ်เนาะ654 3เนาะ3ကဒီမှာက64ကကျွန်တော်တို့3ဆိုတာဖြစ်ပြီးသားဖြစ်တယ်ပေါ့เนาะဒီတော့ကြောင့်ဒီမှာဒီနှလုံးပေါင်းခြင်းဒီပေါင်းခြင်း3ညဆိုတာဖြစ်ရမယ်เนาะပေါင်းခြင်း3ညဖြစ်မှာ654 3ဆိုပြီးတော့ကျွန်တော်တို့ senior အလိုက်ကျွန်တော်တို့ကြာပြီးမှဖြစ်တယ်ပေါ့เนาะ ဒီလိုရပြီးသွားရင်တော့ကျွန်တော်တို့ခါးတိုင်လေးတစ်ချက်ကြည့်ပါမယ်เนาะခါးတိုင်ကဘယ်လိုရမလဲပေါ့เนาะဆိုလိုချင်တာဒီကောင်ကကျွန်တော်တို့ဒီမှာနောက်နှလုံးပေါင်းခြင်းဒီတုံညာဖြစ်ရမယ်เนาะဟုတ်ပြီဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့နံပါတ်၄ဖြစ်တယ်เนาะဒီမှာနံပါတ်၄เนาะ၄ဒီ၈6ဆိုတဲ့ပေါင်းခြင်းနံပါတ်၄ကိုရိုက်တယ်เนาะ၈နဲ့6နဲ့ပေါင်းတော့ပေါင်းခြင်းနံပါတ်၄ဒီမှာပဲကျွန်တော်တို့စစ်ရเนาะ၈6ပေါင်းခြင်းနံပါတ်၄ဒီเนาะဒီမှာခွန် နှစ်เนาะပေါင်းခြင်းနံပါတ်6ပါဝါ6လို့ရိုက်တယ်เนาะဒီမှာလဲကျွန်တော်တို့အောက်မှာ7ရက်ပဲခွန်ခွန်ပေါင်းခြင်းနံပါတ်ဒီနံပါတ်မှာ6ဖြစ်တယ်เนาะဒီ6ဒီကျွန်တော်တို့ဒီမှာခွန်ခွန်ပေါင်းခြင်းနံပါတ်6ဆိုပြီးတော့ဆက်ပြီးတော့ရိုက်တယ်เนาะဒါဆိုရင်ဒီမှာရှိနေတဲ့ပေါင်းခြင်း3ခွန်ပေါင်းခြင်းနံပါတ်3ညဒီเนาะ3ညဒီကျွန်တော်တို့ဘယ်လိုရိုက်မလဲပေါ့เนาะဒီမှာရှိတဲ့နံပါတ်8ရဲ့ဒီထိပ်ကတလုံးပေါင်းခြင်းရယ်เนาะပေါင်းခြင်းဒီကျွန်တော်တို့ တုံညာဒီတုံညာလို့ရိုက်မယ်ဆိုရင်နှစ်ဖြစ်ရမယ်နော်တုံညာရဲ့ပါဝါ9လို့ရိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ခွန်ထိပ်ဖြစ်မယ်ညာနော်တုံညာရဲ့နက်ခတ်ကျွန်တော်တို့ခွန်လို့သာရိုက်မယ်ဆိုရင်တော့ခိုးဆိုပြီးတော့ဖြစ်မယ်နော်ဟောပြီဒါရပြီဆိုတော့ကျွန်တော်တို့ဒီမှာကစာတွင်းလိုက်အောင်ပဲပေါ့နော်ဒီမှာကကျွန်တော်တို့သုံးဖြစ်ဖို့ဆိုရင်ဒီနှစ်ခုပေါင်းခြင်းဒီပေါင်းခြင်းဘယ်လောက်ဖြစ်ရမလဲကျွန်တော်တို့ပေါင်းခြင်းတုံညာဖြစ်ရမယ်နှစ်ဆိုရင်10ဖြစ်ပါတယ်နော်ခွန်ဆိုရင်3ဖြစ်ပါတယ် ိုးဆိုရင်ကျွန်တော်တို့ဘာဖြစ်မလဲတစ်ဖြစ်မယ်ပေါ့နော်ဒီတော့ကြောင်း28391နော်28ပြီးရင်93ပြီးရင်97နော်ဒါကနောက်တွဲပါနော်ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးတူတင်ပါတယ်ကျွန်တော်ရရှိလာတဲ့နောက်တွဲလေးကတော့တုံညပေါ့နော်နှစ်ခွန် sorry 28ခွန်3 97အတွဲလေးပါအားလုံးပဲအဆင်ပြေကံကောင်းပါစေပြန်နော်နောက်တစ်ခုကကျွန်တော်တို့ဘယ်လိုယူလို့ရအောင်မလဲဆိုပေါ့နော် ီမှာအဓိကပေါ့နော်အဓိကဒီဘဲကောင်ကိုယူတင်လဲဆိုတော့ပေါ့နော်ဒီမှာ၄ဒီဒီမှာတိုက်ရိုက်ပေါ့နော်၄ဒီ၄လို့တိုက်ရိုက်ကြတဲ့တော့နော်ဒီအောက်မှာသူက၄ပါဝါ၉ဆိုပြီးတော့ကြိုက်တယ်ဒီမှာ၄ဒီတိုက်ရိုက်ရိုက်တယ်ဒါဆိုရင်သူ့ရဲ့ပါဝါဒီတော့ကျွန်တော်တို့ကြားနိုင်ဆုံးအရှိဆုံးပေါ့နော်ပါဝါဆိုတော့ကျွန်တော်တို့ဗာလဲဟာနော်ဒီတော့ကြောင့်ကျွန်တော်တို့ဒီခွန်နဲ့ပေါင်းနဲ့ကနန်းပေါ့နော်ခွန်၃ဒီကျွန်တော်တို့ဒါဖြစ်နိုင်ချေ ပို့ပြီးတော့များတယ်ပေါ့နော်ခွန်သုံးဆိုတဲ့အတွဲပေါ့နော်โอเคပါဒါကတော့ကျွန်တော်ရဲ့တွေ့ရှိတဲ့မူလေးကိုပြန်ပြီးတော့ sharing လုပ်ပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတူတင်ပါတယ်ဗျလာမယ့်၅ချိန်မှာအားလုံးပဲ contribution များဖြစ်ကြပါစေဘယ်မှာ